2025ခုနှစ်မိုးရွာသည့်စိုက်ပျိုးရေးစရိတ်ချင်းဝင်များကိုရခိုင်နှင့်နီးတူတအေကလျင်ကြက်သသိန်းခွဲတနင်္လာရီအတိုးနှုန်း900ခန့်တုံးဖြင့်စတင်ထုတ်ချေးနေကြောင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားပါသည်။စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမြမလေယာဖွံ့ဖြိုးရေးဘဏ်သည်မြမနိုင်ငံတဝန်းလုံးရှိတောင်သူဦးကြီးများသို့စိုက်ပျိုးစရိတ်အရင်းနှီးများရရှိစေရန်အတွက်စိုက်ပျိုးစရိတ်ချင်းဝင်များကိုနှစ်စဉ်ထုတ်ပေးလျက်ရှိပါသည်။တောင်သူလေသမားကြီးများကလည်းတီးနံပေါ်ချိန်တွင်ချင်းဝင်များအချိန်မီပြန်လည်ပေးဆက်ခြင်းဖြင့်လေယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘဏ်နှင့်တောင်သူများအကြားနှစ်ဦးနှစ်ဖက်တာဝန်ကျေပွန်စွာပူးပေါင်းဆောင်ရွက် ခဲ့ကြပါတယ်။စိုက်ပျိုးရေးချင်းငွေများကိုစိုက်ပျိုးရာသီအလိုက်ထုတ်ကြည့်ပေးလျက်ရှိရာတောင်သူများအနေဖြင့်အချိန်စိတ်ချင်းငွေပြည်ကြီးမှသာရခင်ကျွေးကြံကင်းရှင်းမှသာချင်းငွေအသစ်ထုတ်ချင်းဝင်ရရှိမှဖြစ်ပြီးမြမလျာဖွံ့ဖြိုးရေးဘဏ်မှထုတ်ချေးသောဖွံ့ဖြိုးရေးချင်းငွေနှစ်တို နှစ်လက်ချင်းခွေများကိုလည်းတမတ်စည်းကမ်းများနဲ့အညီထုတ်ချင်းခွင့်ရရှိမှာဖြစ်ပါတယ်။2025ခုနှစ်မိုးရသည့်စိုက်ပျိုးရေးစရိတ်ချင်းခွေများအားရခင်ချင်းခွေအရင်အတူများပါပြည်ကျေစွာပေးဆက်ပြီးသည့်တောင်သူများသူမိုးရသည့်စိုက်ပျိုးချိန်မီမေလ16ရက်နေ့မှစတင်ရခင်နှစ်နေတူတနည်းလျင်အတူနှုံ900ခန်းနှုံးဖြင့်သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်ဗန်ခွေများမှတဆင့်ထုတ်ချင်းပေးနေကြောင်းသိရပါတယ်။တို့ဖြစ်ရာရခင်ချင်းခွေများကိုပြည်ကျေစွာပေးဆက်ပြီးသည့် တောင်သူများအနေဖြင့်2015ခုနှစ်မိုးရသည့်စိုက်ပျိုးစရိတ်ချင်းငွေများအချိန်မီရရှိနိုင်ရေးအတွက်မြမလေယာဖွံ့ဖြိုးရေးဘဏ်သက်ဆိုင်ရာခံရမျိုးနယ်ဘဏ်ခွဲများနှင့်အမြန်ဆုံးဆက်သွယ်နိုင်ကြောင်းမြမလေယာဖွံ့ဖြိုးရေးဘဏ်ကထုတ်ပြန်ထားပါသည်